ရေဒီယိုတော်မင်းမင်္ဂလာပါရှင်မဲ့လက်ခဲ့တဲ့ channel နဲ့ပြန်လည်ကြိုဆိုနိုင်ပါရှင်ကမာယိုမြို့မရစကန်ကိုလက်ပစ်ပုံနှလုံးဖြင့်တိုက်ခတ်တိုက်ခိုက်မှုစစ်ကောင်စစ်တပ်သားများထိခိုက်ဒိဆုံမှုရှိခဲ့တယ်လို့သိရပါတယ်ရန်ကုန်မြို့ကမာယိုမြို့နယ်မြို့မရစကန်ကိုလက်ပစ်ပုံနှလုံးပြစ်တွင်တိုက်ခတ်ခဲ့ရရင်အကြမ်းဖက်စစ်ကောင်စစ်တပ်သားများထိခိုက်ဒိဆုံမှုရှိခဲ့ကြောင်း Operation Flag OF အပွဲမှာတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတဲ့ဌာနထပ်ပြောဆိုထားဖြစ်ပါတယ် AV လာ session ရဲ့ည9:59မိနစ်ခန့်တွင်ကမာယိုမြို့နယ်မြို့မရစကန်ကိုတော်လိုင်းရှယ်ပေါ် များကလက်ပစ်ပုံနှလုံးပြစ်တွင်းတိုက်ခိုက်ခံကြောင်းသိရှိရပါသည်။ရဲတပ်ခန့်မှုအတွင်မှဆိုရင်တော့အကြံပေးစကောင်းစစ်တပ်တော်များထိခိုက်မှုရှိခဲ့တော့လည်းပဲမြေပြင်အခြေအနေအသေးစိတ်ကိုတော့အတိပြုနိုင်ခြင်းမရှိတဲ့ကြောင်းသိရှိရပါသည်။ကမာယိုရက်စကန်ရဲခွေကင်းကိုလက်ပစ်ပုံနှလုံးနဲ့ပြစ်တွင်းပြီးတော့ဖောက်ခွဲတိုက်ခတ်ခဲ့တာပါစစ်ခွေတွေထိခိုက်မှုရှိနိုင်ပါတယ်ဟု Operation Flame OA အဖွဲ့မှတာဝန်ရှိတဲ့သူကပြောဆိုထားဖြစ်ပါတယ်အဆိုပါတိုက်ခတ်မှုကိုတော့ Operation Flame OF မှာမဟာမိတ် Shangoyuji People Army YUPA အဖွဲ့တို့ကပူပေါင်းလှောင်ခဲ့ခြင်းဖြစ်ပြီးကျွန်တော်ရေးရှယ်ပေါ်များအခြေခံမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်။အကြောင်းရတစ်ဆက်ပေးမှုကျွန်မရဲ့ကြာနာကိုပြောပါရှင်အပင်နာဆင်မောကျွေးသူပဲကျေးဇူးတင်ရှိပါတယ်ရှင်။